ခုတလောတောင်ထုံးရမှာတရင်တစ်ခုပြန့်နေနေပါတယ်ဒီတရင်ကိုကြားသေးတူတိုင်းလဲစုတ်တက်တက်နဲ့စစ်မကောင် ဖြစ်ရရှာတယ်ဒီတရင်ကတောင်ထုံးရရဲ့နဘေးမှာရှိတဲ့အင်းတရရမှာအမျိုးသမီးတူဦးရဲ့လောင်းကိုရေတွင်းထဲကနေတွေ့ရှိရခြင်းပဲအမျိုးသမီးလို့ဆိုရအောင်လဲအသက်က20တသားလေးပဲရှိသေးတယ်ဒီလိုငရွယ်လှတဲ့မိန်းကလေးဟာညာကြီးအချိန်မတော်ရွာလဲမှာရှိတဲ့ရေတွင်းထဲကိုကြာပြီးတော့တည်ဆုံနေရခြင်းကလည်းစဉ်းစားစရာဖြစ်လာတယ်ဒါမှမဟုတ်ကိုကိုပဲတက်တည်ခြင်းလား တော်တဆပြုတ်ကျချင်တာဆိုတာလေအတွေးပေါင်းများများစွာနဲ့လူတွေရလဲအားလုံးကစဉ်းစားခက်လာတယ်။အမေအင်းတိုင်ရွာမှာ ကောင်းမလေးတယောက်ရေတွေနဲ့ကိုကြာတင်နေရတဲ့ရွာတွေကပြန်လာတဲ့တော်ဝင်ဟာအိမ်ကိုရောက်ရောက်ချင်းမှာပဲဖားမိတ်စင်ကိုဒီတဲ့င်းကိုပြပြတယ်။ဟေးဟုတ်လားဘယ်ရွယ်လေးလဲ။ဟိုရှိစာအသက်20တဲ့အမေကောင်းမလေးကအချောလေးတဲ့တော့ကျုပ်ဖြင့်တနာလိုက်တာအမေရဲ့အေးဘယ်နဲ့ဖြစ်တာတော့ဟဲ့ ကောင်းမလေးမှစဉ်းညစ်စရာလဲရှိမှမတူပါဘူးမေယာတက်သေးသလားဒါမှမဟုတ်အသက်ခံရသလားဆိုတာဘသူမှတေချာမသိဘူးတဲ့အေးဘဝတွေကလည်းဆုတ်လိုက်တာအေးဘဝမိတ်ဆက်တယောက်စိတ်မကောင်းစွာနဲ့ပဲဆုတ်တက်လိုက်ပါတယ်အိမ်တိုင်ရွာထဲမှာတော့ဒီကိစ္စကပေါ်လို့ရနေတာရွာလူကြီးကလည်းစဉ်းစားအခက်ကောင်းမလေးမိဘတွေကလည်းငုံယူပြီးတော့တောင်းချနေတာတဲ့ဒဝင်းဟာကစွန်ရွက်တွေကိုချွင်နေတဲ့ရွာတွေကကြာတိကတည်းကကိုပြန်ပြီးတော့ပြောပြနေတယ် ဖွားမစင်ကတော့အကျန်းကြီးလေးကိုမောတော့ရင်ခေါင်းကျင်တယ်ဒီချိန်မှာစုညံတဲ့တန်တွေနဲ့လူတွေတအုံအုံနဲ့ရောက်လာတယ်အဲ့ဒီလူအုပ်ထဲမှာမောင်တိုးမောင်အုံနဲ့ရွာလူကြီးဦးနောင်ချို့တို့လည်းအတူတူပါလာတယ်အမေကြီးရေအမေကြီးကဲပါဦးကျုပ်ကျုပ်သမီးလေးကိုကဲပါဦးတော့ငိုကြယူကြနဲ့ရောက်လာတဲ့မိန်းမကြီးနဲ့ယောက်ျားကြီးတို့တို့သူတို့ကိုတောင်ထုံးရွာသူရွာသားတွေဟာဝိုင်းကြည့်နေကြတယ်ဒီမှာနေမဲ့ရွာလူကြီးဦးနောင်ချို့ကဟေ့ အင်းတိုင်ရွာလူကြီးကိုတောက်ခေါ်ကြတယ်မှာကွာလူအုပ်ထဲမှာအင်းတိုင်ရွာသူရွာသားတချို့လည်းလိုက်ပါလာခဲ့တယ်အမေဘာတွေဖြစ်နေကြလဲမသိဘူးဒေါ်ဝင်းကချန်ပီယံကလူကိုကြည့်ပြီးတော့မျက်လုံးပြူးတာနဲ့အံ့ဩနေတယ်မဆိုင်တဲ့သူတွေနေခဲ့ကြခမရတို့ဝင်ပါဆိုဝင်တကြီးဦးနှောင်ချိုကခြံကားကိုဖွင့်ပေးနေငိုယုံနေတဲ့လင်မယားကိုပြောတယ်မောင်တိုးမောင်အောင်နဲ့တကြီးဦးနှောင်ချိုတို့ကတော့အဲ့ဒီလင်မယားနောက်ကနေဖွားမဲစင်တို့ခြံနေကိုဝင်ရောက်လာတယ် ငိုရုံနေရလင်မြဟာဘွားမဲစင်ရှိတဲ့ကုတ်ပခင်စီကိုတွားပြီးတော့လက်အုပ်တွေကိုချီထားတယ်။အမေကြီးကျုပ်သမီးလေးကျုပ်သမီးလေးကိုကဲပောင်းအမေကြီးအားဟုတ်ပါတယ်ဗျာ။ကျုပ်တို့သမီးလေးကိုကဲပေးနိုင်ကဲပေးပါအမေရ။မျက်နှာထက်မှာမျက်ရည်တွေနှက်တွေပေပွားနေကနေပြောတယ်။ဘွားမဲစင်ကသူတို့ကိုကြည့်ပြီးတော့မောင်ရင်တို့ကဘာတွေလဲဒီလိုမျိုးတော့ဘွားသူတို့ကအင်းတိုင်ရွာကပါပြောရရင်ဗျာရေတွေနဲ့ကြာပြီးတိမ်နေတဲ့ကလေးမလေးရဲ့မိဘတွေပါဟေး တကြီးဦးနောက်ချိုစကားကြောင့်ဘွားမဆိုင်အံ့ဩသွားတယ်။မြေကြီးပေါ်မထိုင်ကြပါနဲ့။လာပါ။ကုတ်ပစ်ပေါ်ဝင်ပြီးတော့ထိုင်ကြပါ။ဘွားမဆိုင်ကတနာစိတ်နဲ့ကုတ်ပစ်ခင်မကိုဝန်ထိုင်ခိုင်းတယ်။သူတို့ကလည်းဘွားမဆိုင်စကားတိုင်းပဲကုတ်ပစ်ခင်မဝင်ပြီးတော့ထိုင်တယ်။တကြီးဦးနောက်ချိုကတော့ထန်းလက်ခေါ်မှာထိုင်ပြီးမောင်တိုးနဲ့မောင်အောင်ကတော့ကုတ်ပစ်ခင်မမတက်ရပြီးကြည့်နေကြတယ်။သူတို့နေ့တို့ပဲဒေါ်ဝင်းနဲ့နိုင်ကြံတို့ကလည်းကုတ်ပစ်ခင်ကဆင်းလို့ထန်းလက်ခေါ်မှာဝင်ပြီးတော့ထိုင်တယ်။မိုင်းတို့လည်းများတွေကဘွားစီကိုဘွားကြောင့်များ ရောက်လာခဲ့ကြတာလဲဘောမစင်ကမေးတော့မိမဖြစ်သူဟာကျွတ်တို့သမီးလေးကျွတ်တို့သမီးလေးကိုပြန်လိုချင်လို့ပါမေးကြီးရာကျွတ်တို့ကိုကိုကြီးပါသမီးလေးကိုပြန်ရမယ်ဆိုရင်ကျွတ်တို့မှာရှိတဲ့စီစဉ်အားလုံးနဲ့ကတော့ပြီးတော့ဂျေစုဆက်ပါမယ်ကျွတ်တို့ရဲ့သမီးလေးကိုကဲပေးပါမေးကြီးရဲ့ဒီလိုပြောငိုယူပြီးတော့ပြောတယ်ဟုတ်ပါတယ်ဗျာကျွတ်တို့မှာဒီသမီးလေးပဲရှိတာမေးကြီးကျွတ်တို့သမီးလေးကိုကဲပေးပါဗျာယောက်ျားဖြစ်သူကလည်းဝင်ပြီးတော့ပြောပြနေတယ် အပူတွေနဲ့အယုံမိုင်းဖြစ်နေကြတဲ့သူတို့လင်မယားကိုကြည့်ပြီးတော့ဘွားမစိန်စိတ်မကောင်းဖြစ်ခဲ့ရတယ်။တေချာမှာတပ်ပြင်းကိုချလို့အေးမောင်ရင်တို့လင်မယားရဲ့ပုကို ဖွားနားလေတယ်။ဒါပေမဲ့ဖွားဘက်ကကိုကြီးပေးခြင်းပဲမဲ့မကိုကြီးနိုင်တဲ့အရာမလို့ညင်းပြစေ။ညင်းလိုက်တော့ပြပတ်တယ်လည်းနဲ့ပဲဒီလိုတော့မညင်းမနိုင်မကြီးရဲ့ကျွတ်တို့ရဲ့သမီးလေးကိုကယ်ပေးပါ။ကျွတ်တို့ကိုတနာပါမကြီးရဲ့ကျွတ်တို့သမီးလေးကိုကယ်ပေးပါဗျာ။လင်မယားရဲ့ကငုံရော်ပြီးတောင်းမနေတယ်။ကြည့်တဲ့သူတွေကလည်းမြဲရီဝန်းနေတယ် ဝမစင်ကလည်းမျက်နှာမကောင်းရှာဟဲ့ဖိုးအောင်နေမဲတန်းနင်တို့ဟာဖွားကိုလာပြီးတော့ဒုက္ခပေးနေရတယ်လို့အတန်ကြကြီးနဲ့អော်ပြီးတော့ဝိုင်းထဲကိုဝင်လာသူကအင်းတိုင်းရွာလူကြီးအိုးဖိုးမှန်ဖြစ်တယ်တကြီးရဲ့ချစ်တို့အဖို့ကိုတကြီးလည်းသိတာပဲဟဲ့နင်တို့အဖို့ကိုငါသိတာပေါ့မဲတန်းအခုကိစ္စကဘွားနေမှမဆိုင်တာကိုရွာကိုပြန်ကြရအောင်ဖိုးကောင်ဖိုးအောင်မင်းကကိုဝင်းမကိုမထိမ့်မနဲ့မင်းကပါအလိုတူလိုပါဖြစ်နေရတယ်လို့ကွာတကြီးအဖို့မှန်စကားကြောင့် ကိုဖူးအောင်တို့လည်းများမြဲတွေတွေနဲ့ခေါင်းကငုံနေကြတယ်။လာလာလာပြန်ညမယ်။ဟွာ။ကျုပ်လူတွေကိုစားကျုပ်ကပဲတောင်းမှန်ပါလေဗျာ။သူတို့မှလည်းအပူတွေနဲ့ဖြစ်နေတာမဟုတ်လို့ပါ။ရပါတယ်ဖုံမှန်။ဖွာနားလဲပါတယ်။တကြည်ဥဖုံမှန်ကကိုဖူးအောင်တို့လည်းများကိုပြန်ခေါ်သွားဖို့လုပ်တယ်။ကိုဖူးအောင်တို့ကလည်းတကြည်ဥဖုံမှန်နောက်ကနေအတူလိုက်သွားတယ်။ခြံတကနာကိုရောက်တော့ခလေးမလေးနာမည်ကရော ဘာတဲ့လဲကွက်ဝမ်းမဲစင်ကလှမ်းပြီးတော့မမဲတန်းကခွာညိုလို့ခေါ်ပါတယ်မေကြီးအေးအေးဟုတ်ပြီဟုတ်ပြီအကြောင်းထုတ်ရင်အင်တန်ရွာစီကိုဘွားကိုယ်တိုင်လာခဲ့မယ်ညီတို့ကတော့သူ့ရဲ့နောက်ဆုံးခီးလေးကိုတေးချလေးတော့ပြင်ဆင်ပေးလိုက်ပါဟုတ်ဟုတ်ကဲ့ပါမေကြီးဝမ်းမဲစင်စကားကြောင့်ကိုဖူးအောင်တို့လည်းမြန်ဝမ်းသာသွားတယ်အင်းတို့ရကိုလည်းကြည်ကြည်နဲ့နဲ့ပဲပြန်သွားကြတယ်သူတို့ပြန်တော့မှဝိုင်းကြည့်နေကြသူတွေလည်းအသေးသေးပြန်ကုန်တယ်ကျင်းခဲ့တဲ့ရွာလူကြီးဦးနောက်ချုံမောင်တို့နဲ့မောင်အောင်တို့ကတော့ဝမ်းမဲစင်နဲ့တူတူ အကျန်းကြီးတွေတောင်းနေတဲ့စကားပြောနေကြတယ်။ညကလည်းပူလိုက်အဲ့လီတာပြားချက်တောင်တစ်ဖက်နဲ့ကိုတညာလုံးကိုအိတ်လို့မရဘူး။ပြောမနေပါနဲ့တကြည်ရ။တွတ်လို့လည်းဘာများထုတ်လို့လည်းဗျ။လင်ယာကြီးကနေမှပဲအိတ်ပြောသွားတာ။မိုးလင်းတော့အမေကအော်နှုတ်မှနိုးတာဗျ။ဒါတော့မှမျက်လုံးကတော်တော်နဲ့ဖွင့်လို့မရဘူး။ဟုတ်ပါကွာ။တကြည်ဦးနှောင်းချလိုမောင်တို့တို့ဟာရာသီဥတုပို့လို့နဲ့အကြောင်းတွေကိုပြောနေတယ်။အမလီတော့တော်တို့ကသာအညာသာစိတ်တွေနဲ့ဇင်းတို့ကောင်းနေကြတာ။ ငါမှညကကောင်းကောင်းကိုအိပ်မြဘူးစုံလုံးမို့ထမင်းထချက်ကတာတမျိုးပြီးတော့စိန်ကုန်းမယူနိုင်ဘူးမိမဖိရတာကောင်းကောင်းမကောင်းတာပါလို့ဒေါ်ဝင်းကအလိုမကျတဲ့ဟန်နဲ့ပြောတော့မောင်တို့ဟာမိမဖိရတာကောင်းတာပေါ်အကြီးအားကျွတ်တို့အညာသားတွေဆိုနွားနဲ့အပြိုင်လေတဲ့ကိုဆင်းနေရတာဗျဘလောက်ပဲမလဲဟဲ့နေတို့ကအလိုပြင်နွားငက်ရေတွေနဲ့ကိုကြတယ်လို့ပဲလေထိုင်ရင်လေးရေတော့ပြီးတော့အရက်ကလေးတောင်းတဲ့ဇင်ကယူသေးတယ် ိုးတဲ့မိန်းမတွေနဲ့တခြားစီပဲဒါကတော့ဗျာအကြီးကက်ဖက်ပြောတာအကြီးတို့မိန်းမတွေတနက်ခါလှုပ်ပြီးတော့ကြွကြော်လေးနေတဲ့အချိန်ဆိုရင်ကျွတ်ကလက်နဲ့လုံးမမပြတ်တာဗျမိန်းမဖြစ်တာပဲကောင်းပါတယ်ဗျာမောင်တို့ကပြန်ပြန်တော့သူတို့ပြောသမျှကိုသဘောကျနေတယ်မအောင်ဟာတော်ကြပါတော့ဗျာယောက်ျားဖြစ်တာလည်းမကောင်းဘူးမိန်းမဖြစ်တာလည်းမကောင်းဘူးဗျတတ်နိုင်တော့ဘာမှမဖြစ်တာအကောင်းဆုံးပဲဒီလိုနောက်တော့မှပဲအားလုံးဟာတဟာတဟဲနဲ့ဝိုင်းပြီးတော့ရီးကြတယ်သူတို့လည်းစကားတပြည့်နဲ့အချိန်တော်ကြမှာပဲဖောင်းမက်ဆယ်အိမ်ကနေ ပြန်သွားကြတယ်။ခြေထောက်ကိုလာထိတဲ့ရေစက်တွေကြောင့်ဖွားမစိန်မျက်လုံးကိုဖွင့်ကြည့်တယ်။မလမ်းမကမ်းမှာကြုံကြုံနဲ့ထိုင်နေတဲ့ main clay တယောက်ကိုဖွားမစိန်မြင်ရတယ်။ main clay ရဲ့တကောလုံးမှာသွေးတွေမရှိသလိုဖြူရောနေပြီးတော့ရေတွေက တကောလုံးဆိုရွှဲနေရကြောင့်ခက်ခိုက်တောင်းအောင်ချမ်းနေပုံလေးရတယ်။ညီကခွန်ညိုလား။ဖွားမစိန်ကမေးတော့ခေါင်းကိုညှိပြတယ်။စကားပြောလို့ရလား။ဟုတ်ဟုတ်ကဲ့။ညီကိုခေါ်တာကတခြားအကြောင်းကြောင့်မဟုတ်ဘူး။ညီမိဘတွေကိုမြင်တော့ တနာမီလို့ညီကိုခေါ်တာ။ဗမဲစင်ကပြောတော့ခွာညိုးဆိုတဲ့မိန်းကလေးဟာမျက်နှာညှို့ငယ်သွားတယ်။ညီဘလို့များရေတွေနဲ့ကိုကြက်သွားခဲ့ရတာလေ။မပြောလို့မရဘူးလားရှင်။ညီရဲ့မိဘတွေကိုညီကြည့်ရလား။တမီဖြစ်သူရဲ့လောင်းကိုရေတွေနဲ့ကနေဆဲပြီးတော့အယုံမိဝိုင်းဖြစ်နေရတဲ့ညီမိဘတွေကိုညီကြည့်ရသလား။ကျုပ်ကျုပ်ကြောက်တယ်မိကြီးရဲ့။ဟေးဒါဆိုရင်တော့တရက်ခံရှိတယ်ပေါ့။ဗမဲစင်ကခွာညိုးရဲ့မျက်နှာကိုကြည့်ပြီးမိတော့ခွာညိုးကကောင်းချင်းပြတယ် ပြောပါသမီးသမီးပါတွေကြုံတွေ့ခဲ့ရတယ်လဲဆိုတာမချင်းမချန်အကုန်ပြပြပါခွားညိုကဖွားမဆိုင်မနာကိုတိတ်ချကြည့်တယ်တပင်းကိုချမျက်ရည်လည်းရှက်နေကျုပ်အဖေရဲ့အကိုကျုပ်ဦးကြီးအောင်စင်ကကျုပ်ကိုအဖေတို့မေတို့မသိအောင်အမျိုးမျိုးချိန်ချပြီးစော်ကားတယ်မေကြီးအမေတို့ကိုပြောရင်တတ်မယ်ဆိုလို့ကျုပ်ဘသူကမှမပြောရခဲ့ဘူးဒါပေမဲ့ကျုပ်မိဘတွေနောက်ကွယ်မှာကျမကိုဟိုးကန်ဒီကန်နဲ့လောက်တာကြီးကိုတော့ယုံလုံးမုံလို့ကိုယ့်ကိုတက်တက်မိတာပါမေကြီး မီးကိုခွန်းထုတ်ကြပါအမေကြီးနဲ့အဖေရယ်ခွန်ညိုကသူ့အကြောင်းကို ပြောပြရင်လည်းရှာကြည့်တဲ့ငယ်ငိုကြွတယ်ဘာမဆိုင်ကခွန်ညိုကိုကြည့်ပြီးဖြစ်မှဖြစ်ရလေတမီးရယ်ဒီလိုပြောပြီးတော့စိတ်မကောင်းဖြစ်သွားခဲ့တယ်စိတ်ကြပါအေးဒီကောင်ကိုအဖွားတို့တမီးကိုစားအပြစ်ပေးမယ်ဒီလိုကောင်မျိုးကြောင့်ငါတမီးအသက်ပေးခဲ့ရတာမတန်ဘူးအေးမတန်ဘူးကျုပ်အမေတို့ကိုပြောပါနော်အမေကြီးကျုပ်ကိုခွန်းထုတ်ပေးကြပါလို့ကျုပ်အမိုက်မှမှားခဲ့ပါတယ်လို့ပြောပြပါအမေကြီးရယ် စိတ်ချပါဘွားပြောပေးမယ်ခွားညုံဟာမထွက်ခါခင်ဘွားမဲဆင်ကိုပြုံးပြတယ်ခွားညုံမြင်ကွင်းထဲကပျောက်သွားတော့ဘွားမဲဆင်မျက်လုံးတွေပွင့်လာတယ်အချင်းကမိုးလင်းကစားပဲရှိသေးတယ်မိဝင်ဟဲ့မိဝင် ရှင်းပြီဘွားမဲဆင်ကအောက်ကတော့ဒဝင်းတရားကိုမိဖို့တွေကနေပြပြတလဲနဲ့ထွက်လာခဲ့တယ်မောင်နောင်ချိုးနဲ့မောင်တို့တို့ကိုတော့ခေါ်အင်းတန်းရွာကိုအရေးကြီးသွားရမယ်လှဲပါယူခဲ့လို့ပြောကြလားဟုတ်ကဲ့မေးအေးကြရင်သွားဟိုမိဖို့ထဲမှာဟင်းအိုးထားခဲ့ အမေကြည့်ထားမယ်။ဒေါ်ဝင်းလက်ချက်ချင်းပဲမပြေးုံတမဲထွက်သွားရှာတယ်။ဟွာအရေးကြီးကိစ္စရှိလို့လား။အဲ့ရကနိုးလာတဲ့နန်းကြိုင်မိတဲ့ခါမှာတော့ဟုတ်တယ်မြည်လေသွားမျက်နှာတော့တည့်အောင်ခဏကြာတော့ဒေါ်ဝင်းပြန်ရောက်လာတယ်။အမေသူတို့နောက်ကလိုက်လာပြီ။မနှက်စာကြုတ်ပြင်ပေးရမလားမေ။နေနေနေမပြင်းနဲ့တော့ဒီချိန်မှာပဲခြံဝိုင်းပြင်ကနေဟွာကျုပ်တို့ရောက်ပြီဗျာဆိုတဲ့အတန်းနဲ့တူတူမောင်တို့တို့နွားလဲရောက်လာတယ်။အေးအေးဖွာလာပြီနော်။ဘာမဲ့စင်ကတောင်မိုးကြီးကိုထောက်လို့ ချန်ပီယံကိုထွက်လာတယ်။နွားလဲမောင်းသူနေရာမှာမောင်းတိုးခိုင်ထိုင်နေပြီးမောင်းအောင်နဲ့တကြီးဦးနောက်ချိုးတို့ကတော့လဲလဲမှာထိုင်နေကြတယ်။ဝိုင်းမဆန်ရောက်လာတော့နေရာဖိပေးကြတယ်။မောင်းအောင်ကလည်းနောက်မီးကိုပြောင်းထိုင်တယ်။ဘွာအင်းတိုင်းရွာမှာဘာတွေအရေးကြီးလို့လဲဗျ။မောင်းတိုးကမီးတော့လဲတာအရင်မောင်းမှာကွယ်။လမ်းကြမှာပြောမယ်။မောင်းတိုးလည်းထပ်မမီးတော့ပဲနဲ့အင်းတိုင်းရွာစီကိုအရင်မောင်းတယ်။လမ်းကြတော့ဘွာမဆန်ကသူ့တိထားသမျှကိုပြပြတယ်။ဟာမိုက်ရိုင်းလိုက်တာဗျာခွေးမသားကတော့ကွာ ောင်းမတဲ့တနာပါတယ်မချီတင်ငယ်တန်တွေဒေါသတန်တွေကမောင်တို့စီကလည်းထွက်လာတယ်ဖြစ်ပြီးတာကိုတော့ဘွားတို့ဘက်ကနေဘာမှမတတ်နိုင်ပေမဲ့ဒီကလေးမလေးအတွက်တော့အမှန်တရားကိုအားလုံးသိအောင်ဖော်ထုတ်ပေးရမယ်မဟုတ်ရင်ဒီလိုကောင်းကတခြားမင်းကလေးတွေကိုလည်းဒီလိုပဲလုပ်နေအောင်ပါဘွားပြောတာမှန်တယ်ဒီလိုဘလူးလဲဆိုတာအားလုံးသိကိုသိရမယ်အေးလေမောင်တို့ဒါကြောင့်မလို့ဘွားဘက်ကလုံးနေရတာမောင်တို့တို့တကြီးဦးနှောင်ချတို့ဟာအောင်စင်းဆိုတဲ့လူကိုခွာညိုလေးတွေ့ ဒေါသထွက်နေတယ်။အင်းတိုင်းရောင်မှာရှိတဲ့ဒကြီးဥဖုမန်အိမ်စီကိုရောက်လာတယ်။ဒကြီးဥဖုမန်လည်းအမှန်တရားကိုသိသွားတဲ့အခါမှာထိတ်မထားဘူးဗျာ။ဒီလိုဟာဖရာတရားတိတ်လောက်တာဗျ။တို့တို့ကတော်တော်ကောင်းကြီးထင်နေတာ။ဒီလိုပြောတဲ့မောင်တို့ကဗဇက်ကဖရာဖရာပေါင်းကကာယကာယဆိုတဲ့လူမျိုးရှိနေတာဗျ။ဒီလိုလူမျိုးကတို့ပြည်မှာရှိကိုမရှိတင်တာ။အေးကွာ။တို့လည်းအမှန်တရားကိုသိပြီဆိုတော့အခုကိစ္စမှာမင်းတို့လူငယ်တွေစိတ်ကိုထိညာပါ။တို့တို့ကြီးတွေဥဆောင်ရဖြည့်ရှင်းမယ်။ ဟုတ်တယ်။ဖိုးမှန်ပြောတာမှန်တယ်ကွ။မင်းတို့ကလူငယ်ဆိုတော့စိတ်ဆိုးဒေါသထွက်ရင် မလုပ်တဲ့နာကိုလုပ်မိလိမ့်မယ်။ဘေးကနေတာအသာကြီးကွာ။ရွာလူကြီးနှစ်ယောက်ကမောင်တို့တို့အပြင်ရွာကလာသား15ဦးကိုပါခေါ်လို့ပြောလိုက်တယ်။အဲနိုင်ရွာသူတွေဟာဒေါသထွက်နေကြတယ်။ကဲအမေကြီးကျုပ်တို့ဒင်းအိမ်ကိုသွားကြရအောင်။ဒီကောင်အိမ်ကမဲတန်းတို့နဲ့တဝိုင်းနေပြ။အေးဒါဆိုသွားကြမယ်လေ။ဒါကြီးတို့နဲ့တူတူဖွားမယ်စင်လေခြေလင်လိုက်လာတယ်။ခြံဝိုင်းကြည်ကြီးထဲမှာ အိမ်လေး၃အိမ်ကိုတိစောက်ထားတယ်။အဲ့ဒီအိမ်တွေဟာမောင်နှမတော်ဆက်သူတွေရဲ့အိမ်တွေ။ဟေးဖိုးဟာဟာတကြီးဟာအမေကြီးလည်းပါလာလား။မဲတန်ဟဲ့မဲတန်လာအောင်။ဒီမှာတောင်ထုံးရကဘွားမဆင်တို့တွေကြောက်နေတယ်။ကိုဖိုးအောင်ကဘွားမဆင်ကိုမြင်သွားပြီးတော့ဝမ်းသာအားရနဲ့အော်ပြောတယ်။အိမ်ထဲမှာရှိတဲ့မဲမဲတန်ကလည်းကိုဖိုးအောင်တန်ကြောင့်အပြေးရောက်လာပြီးတော့ဟဲ့အမေကြီးကျတို့အိမ်ကိုလိုက်လာတယ်နော်။အမလီဘာမျှထုတ်တာရှိလို့လဲအမေကြီးရဲ့။ဒါပါအရင်ထိုင်မအောင်အမေကြီး။ မဲမဲတန်းကဖောင်းမဲဆိုင်ကိုအပြေးကတ်ပြီးတော့ခေါမထိုင်ဖို့ပြောတယ်။မဲမဲတန်းတို့လည်းတကြီးတို့ကိုနေရာထိုင်ခင်လှုပ်ပေးတယ်။မဲတန်းနေကောင်းတယ်နော်။ကောင်းပါတယ်မဲကြီး။သမီးလေးအတူဘွားကိုရောတေချာလှုပ်ပေးခဲ့လား။လှုပ်ပေးပါတယ်မဲကြီး။ကျုပ်သမီးလေးတို့ကကုသိုလ်ကောင်းမှုလှုပ်ပေးဖို့လဲကျုပ်တို့ပြင်ဆင်နေပါတယ်။အေးအေးကောင်းတယ်ကောင်းတယ်။လှုပ်ဖြေပြီးတော့တကြီးဥပမာန်ကိုပြောတော့ဆိုတဲ့ပုံစံနဲ့မင်းကိုပြတယ်။တကြီးဥပမာန်ကလည်း ဖို့ဟောဗျာတကြီးမင်းကိုအောင်စင်ကောရှိလားရှိတယ်လေဆော့ဆော့ကနေဒီနားမှာရက်နေတာအေးဒါဆိုသူ့ကိုခေါ်ခဲ့ကွာဟုတ်ဟုတ်ကိုအောင်စင်ကိုအောင်စင်လာပါအောင်ဗျအေးလာပြီကိုဖူးအောင်ခေါ်တဲ့ညောင်းကိုအောင်စင်ရောက်လာတယ်ကိုအောင်စင်ရောက်လာတော့သူ့ကိုဒေါသမျက်လုံးနဲ့ကြည့်နေတဲ့ရွာသားတွေကိုအကဲခတ်တယ်လို့နဲ့ဗာလဲဖို့အောင်တကြီးကခေါ်ခိုင်းလို့ဗျတကြီးကျုပ်ကိုဗာလို့ခေါ်တာလေဒီလိုပြန်မိတဲ့ခါမှာတကြီးကမင်းက လူငနွားပဲအောင်စင်အောင်စင်ကိုတေချာဆိုက်ကြည့်ပြီးတော့ပြောလိုက်တယ်ဖြာတကြီးကျုပ်ကိုဘာပြောလဲဟဲ့ကောင်မင်းခွေးကျင်ခွေးကျန်ကြံခဲ့တာကိုငါတို့သိပြီပြီမင်းအမကိုမင်းဝန်ခံအောင်စင်ခမကျုပ်ကိုဘာတွေပြောနေရလဲပြောစရာမရှိရင်ကျုပ်သွားမယ်ပြောပြောပြီးတော့အောင်စင်ကထပ်သွားဖို့ပြင်တော့မောင်တိုးနဲ့အိမ်တိုင်းရွာသားတွေဟာကိုအောင်စင်ကိုဝိုင်းတားထားတယ်အောင်စင်အောင်စင်မင်းကိုငါတို့လူကြီးတွေထက်အဲ့ဒီကောင်တွေကတတ်ချင်နေရနော်မင်းတို့ကိုတော့မဆန်းနဲ့ရွာလူကြီးကပြောတော့ ကိုအောင်စိတ်မျက်နှာပြတ်သွားတယ်။နောက်ပြီးမှရှိတဲ့ကိုဖူးအောင်တို့ကနားမလဲပြီးတကြည်တုတ်ကိုဘာများမှလှုပ်ထားလို့လဲ။ဒီလိုမျိုးတော့ဥဖူးမန်ကပြောမထွက်တယ်လို့ဖြစ်နေရှာတယ်။ဒီခါမှမောင်တို့ကဒီမှာဦးလေးဦးလေးသမီးကိုဒီလူကဦးလေးတို့နောက်ကွယ်မှာခွကျင်ခွကျန်ကြံခဲ့တာ။ဒါကြောင့်ဦးလေးတို့သမီးဟာမခံစားနိုင်တဲ့ဆုံးသူ့ကိုယ်သူတက်တည်သွားခဲ့တာ။ဒီလူကလူယုံမှာဗျ။ခွေတရောင်စား။ဟေးဟုတ်ဟုတ်လို့လား။အကုန်မင်းမင်းကငါသမီးကိုရက်ဆက်လိုက်တာတော်ရက်ဆက်လိုက်တာ။ကောင်းစင်က ငါမဟုတ်ဘူးမင်းတို့ငါ့ကိုဘာတွေပြောနေရလဲငါဒီလိုလူမဟုတ်ဘူးကွာဟဲ့အကောင်နင်းကြောင်ခွာညိုလေးသူ့ကိုယ်လိုတတ်တည်ခဲ့ရှာတာနင်းလိုအကောင်ကြောင့်ဒီကလေးမှလေးတေးခဲ့ရတာဘာမဲ့စိတ်ကထားပြောတော့မှကိုဖူးအောင်လိုလည်းယုံသွားတယ်ခမ ्या ကိုတတ်မယ်ဗျာခမ ्या ခမ ्या ကြုတ်တပြူကိုဗျာဒီခွေးမသားကိုတတ်ကွာဟာဟဲ့ကောင်နေကိုဖူးအောင်ကကိုအောင်စင်ကိုဆွဲထိုးတယ်ဘေးကရွာသားတွေကလည်းကိုအောင်စင်ကိုဝိုင်းပြီးတော့ထိုးကြနှက်ကြတယ်ရွာလူကြီးကရွာသားတွေပါကုန်လို့တားကြရအောင်အော်ပြန်တယ် မောင်တို့နဲ့မောင်ကတော့ရွာသားတွေထိုးကြတယ်ကိုအလိုလဲခံနေရတဲ့ကောင်းစင်ကိုကြည့်ပြီးကျေနေနေကြတယ်။ကဲတော်ပြီ။ဖောင်းမဲစင်ကအော်တော်မှအားလုံးငြိမ်သွားတယ်။ဒီအကောင်ကိုတကြီးတို့ကမျိုးကပ်ကိုပို့လိုက်။သူ့ပြစ်ကိုသူခံယူရလိမ့်မယ်။ဘာပြောတာဟုတ်တယ်။မင်းတို့လက်ချက်နဲ့ဒီကောင်သိရင်မင်းတို့အပြစ်ပဲ။ဒီလောက်လောက်ရရင်ကျေနေကြတော့ကွာ။ရွာလူကြီးကဝင်ပြောတော့ရွာသားတွေကောင်းစင်နာကနေခေါ်သွားတယ်။ကိုဖူးအောင်နဲ့မမတန်တို့ကထင်မှားတဲ့ကိစ္စမလို့တမင်ဖြစ်သူအတွက်ယုံကြုံမရဖြစ်ပြီးငိုကြွကြတယ်။မေတန်လား ်ဝါနာကိုလာခဲ့သမီးဖွားမဆင်ကခေါ်တော့မေဘော်ထိုင်ငုံနေတဲ့မက်မက်တန်ထလာတယ်မက်မက်တန်အနားကိုရောက်လာတော့ဖွားမဆင်ကမက်မက်တန်လက်ကိုဆွဲခိုင်းလို့ညီသမီးကသူ့အခုလိုလုံးမိတဲ့အတွက်အဖေနဲ့မေကိုတောင်းပန်ပါတယ်တဲ့သူ့ကိုခွင့်လွှတ်ပေးကြပါလို့ဝါကိုပြောခိုင်းတယ်ကျို့တို့ကတောင်းပန်ရမှာပါအမေကြီးရဲ့ကျို့သမီးလေးဘလောက်များခံစားနေရမလဲကျို့တို့မသိကြတာကျို့တို့အမားပါအမေကြီးရဲ့ငါသမီးအမားလည်းမဟုတ်ဘူးအေးဖွားမဆင်ကမက်မက်တန်ကိုပွေပတ်ထားတယ်ဖွားမဆင်ရဲ့ ညောင်းမှာတော့မျက်ရည်တွေဟာရေဝင်နေပါတယ်။ရွာလူကြီးကလည်းစိတ်မကောင်းဖြစ်တယ်။မျက်ရည်တွေကျနေတယ်။မဲမဲတန်းတို့ကိုဖွားမဲ့ဆိုင်ကနှစ်သိမ့်ပေးတယ်။ကိုအောင်စင်းကိုလည်းရွာလူကြီးကကျုံနဲ့တုတ်ပြီးတော့သူ့ရဲ့အိမ်မှာရှိတဲ့၆ပေါက်တုံးမှာခတ်ဖို့တဲ့ရွာသားတွေကိုခေါ်သွားစေတယ်။ကဲမဲမဲတန်းညီသမီးအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးမယ်ဆိုရင်လုပ်ပေးတော့သမီး။ဒါမှညီသမီးလေးလည်းကောင်းတဲ့ဘဝကိုရောက်မှာ။ဟုတ်ကဲ့ပါမေကြီး။အေးကွယ်။တရားနဲ့သာဖြေ။ညီသမီးလေးကဘွားကူကောင်းမှုက ညီတာဝင်းဆိုတော့မမေ့နဲ့တော့တမီးဆိတ်ကြပါမေကြီးကျုပ်သေးချာလောက်ပြေးမှာပါအဲ့လိုမမေ့တန်တော့ကိုချိန်ပေးပြီးတော့မှနေလေစားကိုတကြီးဥပုမဲ့အိမ်မှာဖားမက်စင်တွေစားကြတယ်ဒီကလုံးကလည်းခွားညိုလေးတောင်းကိုတိတ်ကုန်နေရရလူကြီးအိမ်မှာလူတွေရဆုနေတယ်ကိုုံစင်းကိုဆဲကြဆိုကြနဲ့လူတွေရများလာတယ်ရလူကြီးကိုယ်တိုင်ဝင်ထိုင်းနေရတာဒီလိုလူအုပ်ကများလာလို့မထိုင်နိုင်မှာကိုလည်းဆိုရင်တယ်တကြီးဥပုမဲ့ဟာကိုုံစင်းကိုချက်ချင်းမဲ့မျိုးကတ်ကိုပို့ဖို့ပြင်ဆင်ရတယ်တကြီးဥပုမဲ့တို့မျိုးကတ်ကိုထွက်သွားတော့ พราะไม่สนุกเลย